အားလုံးပဲမင်္ဂလာပါ။အုံဂမီယာနဲ့ပရတုတရာဇအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့ဖုတ်တိုဤမာယာဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။မိမိပြုသောကံမိမိခံရမည်။ဧကံမင်ဖြစ်မည်။ကောင်းမှုပြုကကုသိုလ်မကောင်းမှုပြုကအကုသိုလ်ทุกขติเนี่ยทุกขติဆိုပါ ਈ ทุกขติဒီလူနဲ့နိဗ္ဗာန်တို့လာရရောက်ရ ဌာနဒုက္ကဋိတိအပေလေးပုံသွားရောက်ရာဌာနငရေပိတ်တာတရိษံအတုရကေမြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်ထဲမှာအေကန်တီပါ၏မိမိမသေးခင်ကကုသိုလ်ကောင်းမှုနဲ့အကုသိုလ်တရားတို့သည်တမလွန်ရောက်မှအကျိုးပေးတတ်သည်မဟုတ်ယခုဘဝပင်လည်းအကျိုးပေးတတ်ပါ၏ဒိဋ္ဌိမျက်မြင်ဆိုတော့ငင်းပွေရာရှိနိုင်တော့မှာမဟုတ်ကျွန်ုပ်ကိုယ်တွင်ပိတ်တာဆိုအပ်သောဘုံသည်လူဘုံ၌မိတင်းနေရပါ၏တိချဘုံတော့မရှိတရေတပတ် ဖုတ်ပိတ်တာဘလူးတို့သည် လူပုံတွင်သာနေထိုင်ကြရ၏ထိုအထဲတွင်ဖောက်ဆိုသည်မှာမတည်မီ လူနာသို့မဟုတ်တည်ပြီးသူ၏ခန္ဓာကိုယ်အလောင်းကောင်အတွင် ဝင်ရောက်ပူကတ်စားတောက်နေသည်ကိုခေါ်ပါသည်ကာယကံရှင်၏ဇနီးတာသမီးဆွေမျိုးများကလူနာဟုထင်ကားတောင်းသည်။ပေးစားကြည်သည်။ကျွေးသောအခါမျိုးဖြစ်လေ၏အငှားခန္ဓာကိုယ်ရဲ့ဝင်ရောက်ဟန်ဆောင်ပြီးစားတောက်နေသူဖြစ်သည်1990ပြည့်နှစ်မကြာမီကာလကျွန်တော်တို့နေထိုင်ရာရက်ွက်အတွင်း၌ဗေဒင်နှင့် ဓက်ဘိန်းသောကုသသည့်ဆေးဆရာဇနီးမောင်နှံတို့ရှိပါသည်ဆရာကြီးဆိုသူသည်အသက်60ကျော်ခန့်အသားညိုညိုအရက်ပုပ်ပုကိုပြပြတိုက်အင်ကြီးအဖြူရောင်နှင့်ဆေးလွယ်အိတ်ကို အမြဲတမ်းလွယ်လျက် တွေ့ရသည် ထိုဆရာကြီးသည် အပေါ်နှုတ်ခမ်းကွဲထားသဖြင့်မျက်လုံးကပြူးနေ၏သွားများကသွားရင်းထိပေါ်နေ၏ထိုနှုတ်ခမ်းကွဲခြင်းမှာနှစ်ချမ်းဖြစ်သွားနှစ်ချောင်းငေါ်ပြီးအဆွဲထွက်နေသည်နှင့် တူပါသည်သူအမိကဆရာထူးဟုခေါ်ကြသည် သူဇနီးဆရာကတော်ကအထွေးဟုခေါ်ပါသည်ရှောင်းနောက်စရုံးပါ အမြဲတမ်းဆွဲတော်ရွက်ပါပဲဆရာကြီးဒုတိယအိမ်နာဟု သိရပါသည်ဆရာကြီးရေဘူးရေအေးပါရမီဖြည့်ပတ်တံပူလာလို့မိမ့်ပါပါဒီလိုအယုတ်ဆိုးအကြီးတန်းတဲ့လူကြီးကို သူနှစ်သက်မျက်နှိုးတာဘာကြောင့်ချစ်ချိုးတွယ်နေရတာလဲလို့သိကျင်ကြပါလိမ့်မယ်။မှန်ပါတယ်ဆရာထူးသည် ပြူစားတဲ့သူဖန်းစားတဲ့သူစုံးကဝေမှော်အတက်အောက်လန်းအတက်တွေတက်သည်ဟု ဆိုကြပါတယ်အချို့ကတော့ဆရာထူးခြေထောက်မှာဖျားရုပ်ွားတော်ပုံရှိတယ်လို့တော့ပြောကြတယ်နောက်ဆရာထူးကဘေးတင်တွက်တယ်သူ့အကောင်တွေခေါ်မေးပြီးတော့ပြောတယ်တိတ်မှန်တာပဲလို့လူတွေက ထောက်ခံကြတယ်နောက်ပြီးဆရာထူးအဆောင်ရည်ရည်တွေပီရတိတ်ထီကာယတိတ်ထီတို့ဆေးတွေထိုးကြအောက်မဟုတ်အထက်မဟုတ်လဲ လှုပ်သည်နန္ဒဘဝအကောင်နေမွေးပြီးခိုင်းစားသည်ဟုလည်းပြောကြသည် သူဇနီးကသူခိုင်းသမျှလှုပ်ပေးရတယ်အခုဆိုဆရာထူးတို့ဆက်ဟောင်းကြီးနောက်ကယိုးကန်းနဖူးမှာတဲထိုးနေကြတယ်သူနေတဲ့နောက်မကြီးပင်တွေကအစီအီရှိတော့အရေးကောင်းကောင်းနဲ့ရှိပါတယ်အဲ့ဒီမကြီးပင်ထဲမှာသူမွေးထားတဲ့အစိမ့်တရေကောင်တွေကို ထားထားတယ်ညဆိုသူ့အကောင်ကတအုံအုံတဲတဲတဲဆက်သေးဝင်သွတ်ပေါ်တက်ပြီးဝုံတိုင်းကလောင်းနဲ့ ပြေးကြတော့ပဝင်းကျင်ကလူတွေကြောက်လန့်ကုန်ကြပါတယ်ဆရာထူးမန်းလိုက်ရင်ငြိမ်ကျသွားပါတယ်ဆရာထူးကသူ့ပြူစားသူ့ပြန်ကုမှပျောက်တယ်နို့မို့ဆိုဘယ်ဆရာကုကုမပျောက်ဘူးဒီလိုနဲ့ဆရာထူးကျမ်းမာတန်ဆွမ်းတော့ကအိမ်ကက်တယ်မရှိနယ်လက်ဘေးတွင်ဆေးကုနေကြတာနဲ့အချိန်တွေကမအားမလန်တရွေ့ရွေ့ကုံလာတာကိုဆရာထူးသိဟန်မတူဇရာအိုအရွယ်ရောက်တော့ခါကလည်းကုံလာပြီးနားကလည်းထိုင်းသပင်ဖြူ ပရီတွေကတွန့်ငကူကအာကောင်ကွဲနှခမ်းကွဲ စကားကမပြီးအခုဆိုလေးတောင်ပုံမှန်မဟုတ်ချောင်းကလည်းတဟွတ်ဟွတ်ဟန့်လိုက်ရင်သွေးစသွေးနာတွေကတွေ့လာရပြီဟဲအကိုထုဗဇက်ကတွေ့တွေ့တော့ငါချောင်းတိတ်ဆိုးတယ်ဆက်လိုက်လျှော့တော့မှဖြစ်မယ်အထွေးဟုတ်တယ်ရှင်ကဆက်လိုက်တဲတော့တာကိုကဲငါငန်းသေးပြီတဲ့ရှင်ဘုံမိကြနေတယ်အဲ့ဒါရေရချင်းရပါတယ်တော့ဆေးဆရာဇနီးကဆေးကြောင်ဘိန်းတော့ရေရချောင်းသူပြော၏ နောက်ဝင်တဲ့ဇနီးဆိုလဲ38မိနစ်အကြောင်းတော့ရီလေလေပြောတတ်မှာတေးကြတယ်။သူ့လင်အကြိုက်သူပြောတတ်တယ်ဒါတော့ဓမ္မတာပဲမဟုတ်လား။တငါနာနီးလို့မုတ်ဆိုးမဖြစ်ပါဘူး။တငါပဲဖြစ်မှာတေးကြပါလေ။ဆရာထူးယောဂါကစင်းမီတို့တွေတောက်လဲမတတ်တာဘူး။ဒဲရိုက်တဲ့စင်ရရီယာချီလဲဘာမှမထူကြဘူး။၄၀နိုင်ပြူကြသလိုအိရာတဲ့ဘုံဘုံလဲတော့လုံးဝမထနိုင်။တညမှာသူ့အိမ်နာကမကြီးပင်မြို့ပေါ်မှာငှက်ဆိုးတစ်ကောင်ကတကြီးကြီးနဲ့ တကုတ်ကွနဲ့အားလုံးကိုရမ်းဆောင်နေတယ်။ညာတိတ်ဆိတ်မှုကိုလည်းသူ့တကောင်တွေကစုညံစွာ ဖြိုခွင်းနေတယ်။ဆရာထူးဤရင်ကောင်းတဲ့ပါတဲ့ငယ်တန်ကြီးကဦးအောင်မလေးဦးနှင့်အော်သည်။မျက်လုံးပြူမျက်စံပြူခြေကားရလက်ကားရနှင့်ဟဲအကိုထူးသတိထားသတိထားဘာလို့လက်လို့အော်လာတော့ကဲတော့အဲ့တော့ဘာလို့ရောက်နေရတော့ငါစက်သားစားခြင်းနဲ့ဟဲဟဲဟဲ ရှင်စားကြည့်ရင်မနဲ့ပါချက်ကျွေးမယ်နော်အိတ်တော့အိတ်တော့ငါအခုစားကျင်တာဟဲညာကြီးမင်းတော့မင်းမတော့တာနားထောင်ပါတော့ငါစားကျင်တယ်နားမထောင်ဘူးကဲတော်ခက်ပြီဘယ်ရရမှာတော့ဟိုနောက်ဖက်ကကြက်ငါစားကျင်တယ်ထိုချင်းအိမ်နောက်ဖက်တဲနောက်နားကကလားလေးတို့အိမ်ကကျမကြီးကကတော်ကတော်ပြင်းပြင်းနဲ့អော်ပါတော့ទីအထွေးပါလို့ရမှန်းမသိဆရာသူငြိမ်ကြသွားပါတော့ဤ မျိုးလုံးကြီးပြူရှာကြီးတစောင်းကైခူး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 နဲ့မှောက်ထုတ်နေသည်မိုးလင်းတော့ဆရာထူးမျက်စိကြောင်တောင်နဲ့မေးမရခေါ်မရအသက်တော့ပုံမှန်ရှူနေပါသည်သူဇနီးကအိတ်နေသည်ထင်၍မနှိုးပေအိတ်ရာကနိုးတော့တီတီလင်းလင်းနဲ့ဆိုတော့အထွေစိတ်ချမ်းသာရသည်သူပထမယောက်ျားနဲ့ရသည်တမီးကြီးကြီးပြားကိုလှမ်းခေါ်တော့ရောက်လာသည်အမေအဖေတော်တော်ကောင်းသားယူရဲ့အေးဟုတ်တယ်ငါနေကောင်းပြီတမီးအဖေနေကောင်းအောင်တမီးဘာကျွေးရင်ကောင်းမလဲစဉ်းစားနေတာ ချက်သားချက်သားကြီးငါစားကျင်တယ်ဟဲ့ဟဲ့ဟဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါငါလေတဝါကြီးစားမှာပလုတ်ပလောင်းစားမှာထုံနေရကြည်ပြာကချက်သား90သားကိုဝယ်ပြီးစီပြန်ချက်ကပထွေးကြီးဆရာထူးကိုကိုတိုင်ကျွေးသည်အဖေကြီးအတန်ကြီးသည်မူလအတန်မဟုတ်အတန်ခွဲအတန်အောကြီးနဲ့စကားပြောလို့မပြီးတဲ့ကြားတယ်ငါသမီးအဲ့ဒါစားနေရရင်အဖေမသေးတော့ဘူးစားပါဖေဝမ်းအောင်စား ပေးအောင်ပေးငါစားမယ်အကုန်စားမယ်အကောင်လိုက်ကိုစားခြင်းတယ်ဆရာထုထမင်းနဲ့ကြက်သားဟင်းစားနေဒီမှာပလုတ်ပလောင်းအရိုးတွေဝါးဒီမှာ ကျွတ်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 နဲ့ဝေးသားလီပြီးဘလူးကျနေသလိုကြည်ပြာခံစားနေရဤတေးကြမတန်းအမေအမေအဖေကချက်ထားတဲ့ကြက်သားအကုန်စားပြစ်တယ်နင့်အဖေဂရင်းတွေးလို့နေမှာပေါ့အေးအမေဟုတ်ပါမလားယောဂစားနေသလားမသိဘူးတဲဒီကလေးမှ နလန်ထဆိုတာတအားစားတာဟဲ့စားပြီးကလေးကဆရာထူးကြီးအိတ်လိုက်တာအသေးကောင်အတိုင်းပဲမိုးချုံမှနိုးတယ်တခါထမင်းစားပြီးအိတ်ညာ၁၂နာရီကျော်ရင်တချွတ်ချွတ်နဲ့အိမ်ပေါ်ဟိုဆန်းဒီဆန်းထသွားတယ်ပစိုးတခြားဆောင်းတခြားကိုလုံးတီးကများတယ်အညစ်အကြေးတွေနဲ့ဂလိန်ထိုးနေတယ်ဟဲ့အဖေအဖေဘာလုပ်တာလဲငါငါထမင်းစားလို့လာလာတမီးတို့ကျွေးမယ် ချင်းကလည်းနှိုးပါလားအချင်းမရှိစားချင်နှိုးပေါ့အေးအေးပါဟဲငါထမင်းနဲ့ချက်သားဟင်းဆရာထူးနေကင်းထမင်းစားပြီးကလေးကအေးညဆူမအိတ်တော့ခြံထဲမှာလဲအတန်တွေကတအုံအုံအဲ့ဒီအတန်ကြားရေအိယာကထနောက်ဖေးဘက်ဆင်းစကားတွေဖောင်ဖွဲ့အောင်ပြောတော့တယ်ညင်းအမောင်တိတ်ဆိတ်ချင်းကိုဖြိုခွဲတော့အတန်ကြီးတ냐မှာဆရာထူးအိယာထဲမှာမရှိသူသမီးကလိုက်ရှာတော့ ချန်ထဲမှာငုတ်တုတ်ကြီး စကားပြောတဲ့ကြားနေရတယ်။ဆရာထူးမျက်နှာကိုကြည့်လိုက်တော့မျက်လုံးကနီရဲပြီးတရဲပုံပေါက်နေလို့ဗဇက်ကအဆွဲကြီးထွက်နေသလိုအမတ်တမဲ့ဆိုတော့စပင်ကရှီရှီသွားကကျဲကျဲ။အောင်မလေးတရဲတရဲတော့ဟုအော်ပါတော့သည်။ဘေးအိမ်မှလူတွေနိုးလာပြီးဝိုင်းလာကြတော့ဆရာထူးဘွဲခေါ်ရင်းဆရာထူးသတိမရတော့ပြီ။ထုံနေမှစ၍ဆရာထူးငုတ်တုတ်ကြီးသာ ထိုင်နေပါတော့သည်ဆရာထူးသတိပြန်မလဲတော့အသက်သာရှူနေတော့သည်တမီးကဆရာထူးဖြစ်အင်ကိုကြောက်တဲ့စိတ်တွေစိုးရင်စိတ်တွေနဲ့ရက်ွက်ထဲကဘေးရင်ဆရာမအမင်းညိုစီပြေးက အကူညီတောင်းရပါတော့သည်အမင်းညိုသည်အထက်လန်းအဘဘုံမင်းကောင်အားကိုးကွယ်သောဆရာမကြီးတယောက်ဖြစ်၍လူများအားကိုးသည်ကဲတမီးဒီလိုဆို အမင်းညိုမြင်တာတမီးတို့အဖေမဟုတ်တော့ဘူးကွဟာဆရာမဟုတ်ပါမလားမအောင်ဩပါနဲ့ကွ ။သမီးဖေက ဖုတ်ဝင်နေတာ။ရောက်ဆောင်နေတာ။သူသေးတာကြပြီ။အမင်းညိုသမီးတို့ကိုကယ်ပါဦး။ဒီလိုလို့ဟော်ဒီရေမန်းကိုယူသွားသူ့ကိုပတ်ကြည့်။အမေဖေအားအာယုံပြုမြစ်တာပို့မယ်။သူတပြေးပြေးခွာသွားပါလိမ့်မယ်။ဒီလိုဖုတ်ဆိုတာအမျိုးအစား60လောက်ရှိတယ်။လူကိုပူးကတဲ့ဖုတ်က20ကျော်တယ်ကွသမီးရဲ့။ဒါဟာသူ့မကောင်းတဲ့ပညာနဲ့သူ့ကိုဝိညာဉ်ဝင်ပူးနေတာအယောင်ဆောင်နေတာ။တေးပြီးပြီအဲ့ဒီအလောင်းထွက်သွားရင်ညီဖေရဲ့ခန္ဓာကိုယ်ဟာ အယိုးကျပုတ်ဆော်နံနေလိုက်မယ်အမေညူကယ်လိုက်မယ်ကွယ်ဟုတ်ကဲ့ပါမီကျေးဇူးတင်ပါတယ်ကယ်ပါဦးမီရဲ့ဟုတ်ပြီအကိုထူးရှင်းခန္ဓာကိုယ်ရဲ့ပူးကပ်နေတဲ့အစိမ့်တဲကောင်အားနှင်းမှာလက်မခံမနဲ့မျက်စွာဖျားငါးစုကြီးအမိတ်အထက်ပုတ်ကိုများဤအာနာအတိုင်းတီးစီအုံထိုနေ့ညမိုးချုပ်သည့်အချိန်ဆရာထူးခန္ဓာကိုယ်ကြီးလှုပ်လာသည်ကြည်ပြာသည်အမေညူပြောသည့်အတိုင်းသူ့ဤခန္ဓာကိုယ်ကြီးကိုရေမန်းနှင့်ဖြန်းပေးပြီးမကြာမီ ထိုးစရာထူးဤခန္ဓာကိုယ်ကြီးမှာတလူးလူးတလွန်းလွန်းနဲ့လှုပ်ရှားကာငဲတန်းပါအောင်អော်လာတော့သည်။လာကြည့်ဒီညတော့ဖုတ်နေတဲ့ညဖုတ်កောင်နေတဲ့ညမကောင်းဆိုးဝါးနှင်ထုတ်တဲ့ညပဲစရာထူးဤခန္ဓာကိုယ်ကြီးအားအငိမ့်မနေအသက်ဝင်နေသည့်កော်ယုတ်ကြီးပမာတို့တော့ဇနီးတဲ့အတွေ့ကသူချစ်လင်ဤဖြစ်အင်ကိုမကြည့်ရဲအမြဲတမ်းငိုနေပါတော့သည်။ညသည်ပိတ်ပိတ်မှောင်နေရာကျယ်လင်းရောင်ကလေးတောင်မရှိဆရာထူးတို့အိမ်မှာတော့မီးတိုင်ကလေးအလင်းနဲ့ ထိုသေးပြီးဖုတ်ဝင်နေသည့်အလောင်းကောင်ကြီးကိုစောင့်ကြည့်နေကြရသည်။တကောင်ကြော်လာပြီးပရိတန်ပဇင်းရင်ခွဲတန်တွေကစူညံလာပြီးငှက်တွေလန့်လန့်ပြန်နေသည်မကြမီမကြီးပင်ပေါ်ကသူ့မွေးထားသောအကောင်များဝိုင်း၍စူညံစွာ အော်တော့မီဆရာထူးလည်းငဲတန်ပါအောင်ကျုံးဝါနေပါသည်။ဆရာထူးခန္ဓာကိုယ်ကြီးခဏကြာမှငြိမ်သက်သွားပြီးလုံးဝမလှုပ်တော့အပုံနဲ့ကြီးကဆူဆူဝါးဝါးထိုးနှံလာသည်။ဟာ တေးပြီးသုံးပြီးဖုတ်ထွက်သွားပြီဖုတ်ထွက်သွားပြီနံလိုက်တာကွာအောင်မလီဆရာထူးကျေးဇူးရှင်ကြီးရဲ့ထားခဲ့ပြီလားတော်ဆရာထူးကြီးအလောင်းကုန်တင်ရန်ဝါကတ်မှာတော့အယိုးပေါ်အေးတင်ပုတ်စော်နန်သည့်ခန္ဓာကိုယ်ကြီးသူ့ဤသွားတွေကဂျလောက်ဂျလောက်နဲ့ကြွကြကုန်တော့သည်အားလုံးဝိုင်းကြည့်ကြတော့ဟာဟာအကိုထူးရဲ့ရှင့်ကိုဖုတ်ဝင်စီးတာမာယာများလာကြည်တာဆရာထူးဇာပနညတော်အိတ်ဖော်မရှိ လူတိုင်းကြောက်ကြသည်ညဆိုရင်ဖဲသမားများဝိုင်းထိုင်ဖဲရိုက်နေကြသည်ခေါင်းရင်းထမ်းမင်ဘော်ကညစ်နဲ့တကောင်ကလည်းကြောက်မက်ဖွယ်ရာအတန်ဖြင့်မန်ဖီလိုက်ရှင် နောက်ဖက်အိမ်ဆက်ဟောင်းကြီးထဲမှခွေးဥတန်ကြီးကလည်းဆွဲဆွဲငင်ငင်ဖြင့်ဥတန်ကြားလိုက်ရသည်ထိုအခါအပေါ်သွားနေရင်အိမ်ငိုက်နေသောဖဲသမားတစ်ယောက်ကအမလေးတေပါကြီးရကဲကြပါဦးရအကောင်ကြီးတို့အကောင်ကြီးဟဲ့ဟဲ့ဟိုကောင်ဟိုကောင်တတိလက်နေပြီလောက်ကြပါဦးကဲကြပါဦးဆိုတော့အတန်နဲ့ကြီးများဖြင့် ညစ်တဲ့တကောင်ကို လွှမ်းမိုးသွားပါလေတော့သည်ဒါကတော့ပရလောကထဲကမှကြောက်မက်ဖွယ်ဟာဖုတ်တဆေတွေရဲ့အကြောင်းကိုပြောပြသွားတာပဲ ဖြစ်ပါတယ်